ပဒါနာမထားပဲနဲ့ကြီးကြီးငယ်ငယ်လုံးလစိုက်တဲ့ညာမဲ့အဲ့ဒီအတိုင်းမလုံးလစိုက်သွားတယ်အဲ့ဒီလိုထုံးအတိုင်းပဲဟုတ်လားကျွန်တော်တို့ကပန်းတိုင်ရောက်တဲ့အစ်အောင်မြင်မဲ့ရှင်နေတိုင်အောင်ကျွန်တော်တို့ကဒူးသားမှုအားထုတ်မှုကျော့လို့မဖြစ်နိုင်လုံးလဝေရောင်ကိုလျှော့လို့မဖြစ်နိုင်စတဲ့တပူလာကျွန်တော်လုပ်ဖို့လိုတဲ့အဲ့တော့ကျွန်တော်တို့ဗမာတွေနဲ့တောက်ကျင့်တပူရှိတယ် ဘာကောင်းခြင်းတခုရှိလဲဆိုရင်ဒါကဒါလည်းပဲကျွန်တော်တို့ကျွန်ပြစ်ခဲ့ရတဲ့အတွက်ဖြစ်တာဖြစ်ခြင်းဖြစ်မယ်။ဒါလည်းဆိုတော့ကျွန်တော်ဂျပန်ကစ်တုန်းကလေပြိုင်ပွဲအဲပတိန်ပဲမဲ့သွားတဲ့အခါလေပြိုင်ပွဲကြီးခဲ့။လေပြိုင်ပွဲကြီးလုပ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့လေတွေတဲကြ။တစ်ပြင်းပြင်းလိုက်တဲ့အခါမှာနိုင်တဲ့အစင်းကအဲသွန်းတိုင်းမရောက်သေးဘူး။ခြေကိုနည်းနည်းရောက်တယ်ဆိုရင်လည်းတက်ထောင်။ကြွားကြွားတက်ထောင်။ ။တကားနဲ့နောက်ကျနေတဲ့ဖေကလည်းပဲပန်းနိုင်မရောက်သေးဘူး။ဟုတ်လား။ကြိုးစားတယ်ဆိုရင်ကြိုးစားနိုင်လိမ့်မယ်။မကြိုးစားခြင်းတော့ဘူး။ကျုံးမှာပါပဲกว่าဆိုခြေပြက်လက်ပြက်တော့တဲမခတ်ခြင်းတော့။ဟုတ်လား။ဒါပါလဲဆိုရင်တကယ်တိုင်းကြီးထူထောင်တဲ့နေရာမဲ့လွတ်လပ်တဲ့လူမျိုးနဲ့ထိုက်ချမ်းတဲ့စိတ်ဓာတ်မျိုးမဟုတ်ဘူး။အဲ့ဒီစိတ်ဓာတ်မျိုးကဂျွန်ဖြစ်တဲ့စိတ်ဓာတ်မျိုး။ဂျွန်ဖြစ်မဲ့စိတ်ဓာတ်မျိုး။ ဒီစိတ်ဓာတ်မျိုးရှိနေတဲ့မြတ်ကလပ်ပလုံးကျုပ်တို့ဗမာတွေကျုံပြစ်နေပါပဲလွတ်လပ်ရေးရရင်လည်းပဲလည်းများပြန်ကျုံပြစ်မှာပဲဟုတ်လားလွတ်လပ်ရေးနောက်ဆုံးတစ်နေ့မကျုံဒီတိုင်အောင်ကျုံမပြစ်ဒီတိုင်အောင်အခုနောက်တော့ဖာတယ်လွတ်လပ်ရေးဖြစ်နေမှာအဲ့တော့ကလည်းလို့လဲဆိုလို့ရှိရင်ဒီဒီကအကျင့်ကအဲ့ဒီတော့အဲ့ဒီလိုဟုတ်လားနည်းနည်းလေးနိုင်နိုင်လိုက်တဲ့ရှေ့ကတော့လာလိုက်တဲ့ဆိုရင်တက်ထောင်ခြင်းနဲ့အကျင့်ရှိအဲ့တော့ ဒီကလေးရတော့အဲ့လိုရှိကသားလာလို့တက်ထောင်မိတာနဲ့ဟာပွဲတပွဲမှာချုံးကိုသွားအဲ့ဒီစစ်စစ်ဒီတော့ဘောလုံးပွဲကြီးကျွန်တော်တို့ပမာတွေဟုတ်လားဘောလုံးပွဲမှာကံရတဲ့ကံပဲဆိုရင်ဘုကပထမစကိုတွင်ရရင်အတော်လေးတကအားပြက်လာအားပြက်လာတော့ပဲတကနာပဲပြူလာလောက်တကဟုတ်လားအဲ့လိုဘာပြက်တဲ့နေရာမှာတော်တော်လေးဂိုးလေးများလာပြီဆိုရင်အဲကြော့ကြော့ပေါ့ပေါ့တန်းတင်းလာတယ် ။ဟာနိုင်မှာပါပဲ။အဲ့ဒါနဲ့နေပြီးတော့တပက်ကနေပြီးနောက်ဆုံးအပိဓာကာကြမှာကတ်ပြီးတော့ဒါကလည်းကိုးသွင်းသွားလို့အဲတရေဖြစ်ဖြစ်ကျုံတာဖြစ်ဖြစ်ဖြစ်သွားတာမျိုးလဲကျွန်တော်တို့ဘလုံးပွဲရတယ်ခင်ဗျားတို့ပြန်ပြီးစဉ်းစားကြည့်တွေ့မှာဟုတ်လား။ဒါလည်းမကြသေးဘူးဟုတ်လား။ဒီကျုံသွားတဲ့လူကလည်းပဲဘလုံးကန်လို့ရှိရင်ပထမအာပထမအပိုင်မဲ့ဓာရီဝက်မဲ့ကျုံသွားရင်တော့တော်သေးတယ်ခံနေတယ်။ဒုတိယနိုင်ဝဲပဲကန်လို့10မိနစ်လောက်လဲကြာတော့ ။ဘုရားဖို့ဘက်ကဂိုးလည်းမသွင်းနိုင်ဘူးဆိုအဲ့ဒီခါကျလူချတာ။ဒါကျွန်တော်တို့ဘာမှဘောလုံးပွဲတွေဘောလုံးကန်တဲ့အကျင့်။အဲ့ဒါ sporting spirit မရှိဘူး။ဒါပါလဲဆိုလို့ရှိရင်တမားရဲ့စိတ်ချမ်းမလို့ဒါချင်းလိုက်မယ်ပေါ့။တမားရဲ့ဟာစိတ်ကထက်တယ်ပါလား။တလွဲတပင်ကောင်းနေတယ်စာနဲ့အတူတူပဲဟာဒီစကားကဒီမြာပဲသုံးဖို့ပါတယ်ပဲဗမာလေးစိတ်ဓာတ်ကမဟုတ်တဲ့နေရာတွေတွားပြီးတောနေတကယ်နေရာတွေကျတော့အသုံးမချဘူး အမပြေလွတ်လာရေးရအောင်လို့မျိုးပဲအသုံးပချခြင်းမူဟုတ်လားအမပြေပြန်နေတူတောင်းရေးလောက်တဲ့နေရာမျိုးပဲအသုံးပချခြင်းမူအမဗမာချင်းချဖို့မယ်လောက်ချင်တယ်ဟုတ်လားအဲ့ဒါမျိုးတွေလောက်ချင်တယ်ဒါမျိုးတွေလောက်ချင်လို့ဘယ်တော့မှအကျိုးမရှိဒီတိုင်းပြည်ဘယ်တော့မှပြန်နေမတူတောင်းနိုင်ဘူးဒီတိုင်းပြည်ဘယ်တော့မှမလွတ်လာနိုင်ဘူးလွတ်လာရင်လည်းဘယ်တော့မှကြာနေတာလွတ်လာရင်မဖြစ်ဘူးအဲ့တော့အဲ့ဒီတော့ကကဒီတော့ကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်မျိုးကိုလုံးဝချက်ပြစ်ဖို့လိုတယ်ကျွန်တော်တို့က ပါလုံးပယ်လုံးလုံးပြီးတဲ့အထိနောက်ဆုံးတည်းပြီးတဲ့အချိန်မှာကျုံးမယ်ထင်းဒီဖြစ်စေနိုင်မယ်ထင်းဒီဖြစ်စေအကျော်တန်းသွင်းနေကျွန်တော်တို့ကဟဲ့ဒီတိုက်နေရမယ်လည်းအဲ့ဒီတိုက်သွားအခုတိုင်းပြည်ပြန်လဲထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနည်းငယ်ပြောပြချင်ပါသေးဒီတိုင်းပြည်ပြန်လဲထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ကအခုကျွန်တော်တို့ဖြစ်နေရတဲ့အခြေအနေမဲ့ အမတမဲဇိုးနေကျွန်တော်ဗမာပြာဒီစစ်ကြီးပြည့်နော်ဒီမမမြေကပေါပေါ်မဲလာကြည့်တဲ့နိုင်ငံတွေတဲ့မဲကျွန်တော်ဗမာပြည်လို့တစ်ခါမိရဲ့နကာနာဖြစ်တဲ့အမနိုင်ငံလို့မရှိသေးပါဘူးကျွန်တော်တိုင်းပြားဂျပန်ဝင်လာတော့မှလည်းပဲစစ်မြေပြင်ဖြစ်တဲ့အဲလေကျန်းဝင်လာတော့လည်းစစ်မြေပြင်ဖြစ်တယ်အဲလိုမိရဲ့နကာနာဖြစ်တဲ့ဗမာပြား ေမတမဲစီပွားရေးမြက်စီနေအဲလိုက်ဒီမဲလည်းစီပွားရေးမြက်စီအဲလိုက်ဒီမဲစီပွားရေးမြက်စီတော့ဒီလိုက်လူမျိုးတွေကတော့ဒီမန်ကိန်းကြီးပါရင်ရစိတ်တော့ကြားနေတာမဟုတ်ဘူးပေါ့လေဒါပေမဲ့ကျွန်တော်တို့တိုက်တင်တဲ့ဇိုင်းတော့အမတန်ကိုတစ်နှစ်ပူပေါက်နေတယ်အဲ့ဒါတွေနဲ့လှုပ်ပြီးချွေချေတာတာနဲ့နောက်၄၀ခုနှစ်ကြာတဲ့အခါကျတော့ရှင်းထုံလဲတကယ်ထုံလဲလားအောင်ဆိုပြီးကြိုးစားနေကြ ခြေတမ်းမျက်နဲ့မြင်အောင်ဆိုပြီးကြိုးစားနေကြ။အခုဒီစီစီပြီးတော့ကျွန်တော်လိုက်ဟလာဒါတည်းမလဲဖတ်။ဒါတည်းမလဲဖတ်။ကိုယ်တိုင်းလည်းမြင်လာတယ်နိုင်ငံတကာ။အခုနဲ့တခါနဲ့ပြန်လဲတူတောင်းရင်လုံတာ။ဆုံးနေကြ။ကျွန်တော်တို့တိုင်းပြည်ကစက်တွေစက်တွေပြောနေကြတဲ့အခဲကလူတွေဘုံဘောလို့အော်သုံးကြတော့ဆွဲကြတော့တယ်။ဟလာအဲ့ဒီတော့ကျွန်တော်တို့ဗမာတွေကစီမရှိမသားနိုင်ဘူးလို့ပြောတယ်။အဲဒီမရှိမသားနိုင်တာကတော့မှန်ပါတယ်။ သို့တော်ဟုတ်လားဒီစီရီယာဘာအတွက်သုံးလိုက်ကြတယ်ဘုံတော်တော်သုံးနာမသုံးဘူးလားဒီရီသွားကြည့်ပါအဲဒီနေသွားကြည့်ပါဟုတ်လားဘုံတော်တော်သုံးနာမသုံးဘူးလားတခြားတိုင်းတွေသွားကြည့်ပါအဲဒီကိုဒီလိုဘုံတော်တော်သုံးနိုင်လားမသုံးနိုင်ဘူးလားအများတို့စီတွေကိုဘုံဘုံတော့သုံးနေတော့ခင်ဗျားတို့စိတ်ကျနေတော့တာအမှအရေးမကြည့်ဘူးလို့ရှင်းတယ်အဲဒီလိုဘုံဘုံတော့သုံးတဲ့အတွက် ကလေးကြီးကနေပြီးကျွန်တော်တို့ဖြစ်စဉ်နေစဉ်စီရီအမြောင်များတွင်းပြီးတော့နေရတယ်အဲ့ဒါကြောင့်ခင်ဗျားတို့ကဈေးကြီးတယ်ကြီးတယ်စားအကြောင်းပြတဲ့မဲ့ခင်ဗျားတို့ဘုံတော်လုံးနေလို့ဒီစီရီကိုတခြားနိုင်ငံကတွင်းနေရတဲ့အတွက်ဟုတ်လားအပေါ်တွင်းနေရတဲ့အတွက်ခင်ဗျားတို့ဒီလိုဖြစ်နေဈေးကြီးတဲ့နေရာမှာအကြောင်းတရားပါဟုတ်လားဥပမာတစ်ခုနဲ့အများကြီးတော့ရှိရပေါ့ဗျာအကြောင်းတရားကိုကျွန်တော်ပြောပြအဲ့တော့အဲ့တော်မျိုးတွေဖြစ်မယုံကျေတော်ကြီး ဘမတိမငရုတ်ချက်ကိုကိုဘကိုကိုတိုက်မရနိုင်ဘူးလားကိုဘကိုတိုက်မရနိုင်ဘူးလားကျွန်တော်တို့ဆင်ကျွန်တော်ဆင်ကျွန်တော်အိမ်မဲ့ကျွန်တော်တိုက်တာအဲ့လိုကိုဘကိုဘကိုကိုအိမ်ညာခွက်လာရှိတဲ့နေရာမှာကြည့်ကြတဲ့လူကတိုက်ကြပါလားမတိုက်ကြဘူးဆိုရင်ပဲကိုရောမြတ်ပြဝယ်စားကြအဲ့တော့ကဒီဝယ်စားတော့အဲ့ဒီငရုတ်ချက်ကိုဘယ်ကလာလဲမလဲအိန္ဒိယပြည်ကလာတယ်ဟုတ်လားအိန္ဒိယပြည်ကလာတော့ ခင်ဗျားတို့အိန္ဒိယပြည်ကိုခင်ဗျားတို့ပိုက်ဆံပေးလိုက်အဲလိုပေးလိုက်ရတဲ့အတွက်ဒီတဲ့ကျင်မဲ့ရနိုင်တဲ့ပစ္စည်းကိုတခြားနိုင်ငံကဝယ်ရတဲ့အတွက်ဟာခင်ဗျားတို့မဲ့အခုဈေးကြီးတယ်ကြီးတယ်ဆိုတာဒါတွေဖြစ်တာတွေအကြောင်းတက်ဟုတ်လားအဲ့ဒီတိုင်းလည်းအခုဆန်းစားတဲ့နေဆန်းစားတဲ့နေရာမဲ့ကျွန်တော်တို့ဘုရားဝန်တွေနဲ့ဒီဒီအာဟာရတတ်ကြတဲ့ကိုနားလဲတဲ့ဟုတ်လား လူတွေနဲ့စိတ်ကြကြဆွဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာဒါရတဲ့အာရရရအပြုံကုန်ပြည့်ပြခြင်းစတင်လို့ဆိုရင်မကြနိုင်ကြလို့ပိုးနေပိုးနေတော့အခုကျွန်တော်တို့ပြည်မှာဆန်ကတော့လုံလောက်လုံလောက်ရုံနဲ့မကဘူးပိုးနေနိုင်ငံသားကိုတင်ရပြင်ရောက်ရနိုင်ငံသားတင်ရောက်ရပြင်မဲ့ကျွန်တော်တို့စစ်မဲ့ပြင်ကတော့ကျွန်တော်တို့မပိုးဘူးပိုးပိုးချမ်းချမ်းမရှိဘူးအဲ့ဒီမဲ့ဟုတ်လား ကျွန်တော်တို့လူမျိုးတွေစားတာကလည်းရှေ့ကတည်းကချော့မစားဘူးဟုတ်လားချော့လည်းမစားဘူးအရင်ကလုံးပဲဘုံဘလုံးစားလို့အပေါ်ရည်များကြီးစလို့အဲ့ဒီတော့ကခင်ဗျားတို့ကလွတ်လပ်ရေးကိုလို့ကျင်းရင်လွတ်လပ်ရေးရနိုင်လောက်တဲ့ဒီကံဒီပစ္စည်းပါလွတ်လပ်ရေးကိုလို့ကျင်းရင်လွတ်လပ်ရေးနဲ့လွတ်လပ်ရေးကိုရနိုင်တဲ့ညီညွတ်မှုကိုဟာစိတ်စိတ်ထားပါ လူ့လရေးကိုလိုချင်ရင်လူ့လရေးကိုရနိုင်တဲ့ရနိုင်လို့ရနိုင်ရနိုင်တဲ့သူတော်မှုကိုလောက်ကြပါအဲဒီလိုလောက်ပြီးတဲ့နောက်လည်းပဲရှေ့ကိုလွတ်လပ်ရရတော့ကိုခံစားခြင်းနဲ့စံစားခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲအလုံးလောက်ကြဖို့ဒီကံစီကြဖို့အခုနယ်ကလေးကခင်ဗျားတို့ကိုကိုခင်ဗျားတို့အပြင်းသောတယ်အပြင်းဆောင်တယ်ဟုတ်လားတောက်ပြင်းနေပြီပြင်းကြဖို့လိုပြီဆိုတာကျွန်တော်ကလေးပြောခဲ့တယ်